ျမကတမနာတယောက်ဖြစ်မယ်ဆိုလို့ရှိရင်ဘာတွေလုပ်ပေးနိုင်မလဲ။ဒါလေးကတော့ကျွန်တော်ဒီ social study class မှာလေ့ကျင့်ပေးတဲ့အရာလေးတစ်ခုပေါ့နော်။ကျွန်တော်ဒီ social study မှာဆိုလို့ရှိရင် American နိုင်ငံရဲ့အကြောင်းနိုင်ငံရေးအကြောင်းအကြောင်းသင်ရတယ်ဗျာ။ဒီတမနာတယောက်ဘယ်လိုမျိုးရွေးချယ်မလဲ။ဒီ election တွေဘယ်လိုမျိုးလုပ်ကြတာလဲ။ရွေးကောက်ပွဲတွေကိုဘယ်လိုမျိုးကျင်းပကြတာလဲ။သူတို့ American မှာတမနာတယောက်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီ political campaign ကတအားကိုအရေးကြီးတယ်ပေါ့နော်။သူတို့တွေနဲ့ပြည်သူတွေကိုဘာတွေ promise လုပ်နိုင်တယ်။ပြည်သူတွေအတွက်ဘာတွေလုပ်ပေးနိုင်တယ်။ငါကတမနာတယောက်ဖြစ်မယ်ဆိုလို့ရှိရင်ငါရဲ့နိုင်ငံရေးကိုဘယ်လိုမျိုးကောင်းစားအောင် လို့လဲအခုလက်ရှိဒီကွေးမှာလိုအပ်နေတဲ့အရာကဘာလဲပေါ့နော်အဲအဲ့ဒီအရာကြီးကိုကိုကဘယ်လောက်ထိဖြည့်ဆည်းပေးနိုင်တယ်အဲ့လိုမျိုးဖြည့်ဆည်းပေးမယ်လို့ကတိပေးတဲ့လူတွေကိုပဲဒါပြည်ပြည်အတော်များများကဒါရွေးချယ်ကြတာများတယ်ပေါ့နော်အဲ့ဒီအရာတွေကိုကျွန်တော်ဒီ social study မှာဒါတူတူခြားလေးဒါလေ့လာရတယ်ဗျာကျွန်တော်အနေနဲ့လည်းကျောင်းသူကျောင်းသားတွေကိုဒီ political campaign နဲ့ဒါ sign နဲ့ဒါလေ့ကျင့်ကလေးကျွန်တော်လုပ်ပေးတယ်ဗျာသူတို့ဒါသမ္မတနေရာမှာဒါဝင်ရောက်ရွေးခန်းရမယ်ဆိုလို့ရှိရင်သူတို့ရောဒီနိုင်ငံအတွက်ဘာတွေလုပ်ပေးနိုင်တယ်ဒီမှာတော့ကျောင်းသူတယောက်ကြီးထားတဲ့စာလေးပေါ့နော်သူကြီးထားတာတော့ဒါ ကယ်သူတာတမနာတယောက်ဖြစ်မဲ့သလိုရှိတာမြန်မာနိုင်ငံပညာရေးပေါ့နော်ဒီပညာရေးတွေဒီကျောင်းတွေကိုပို့ဆောင်ပေးမယ်ဒါကျောင်းမှာလိုအပ်တဲ့ဒီဆရာဆရာမတွေကိုလည်းဒါသူတို့နေပို့ပြီး training ပေးမယ်ဗျာတခြားဒီပညာရေးဘက်မှာလိုအပ်တဲ့ဟာတွေကိုလည်းဒါရင်းနှီးမြှုပ်နှံမှာပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာကအရင်တုန်းကဒီဟိုစာတွေပဲကြက်ခဲ့ရတယ်ဗျာဒီတမိုင်းတွေပါသလိုရှိနေကြက်တယ်ဖြီးတယ်ဆိုတော့အသွေးခေါ်ပိုင်းတိတ်မပါဘူးဗျာတချို့ဒီကျောင်းတွေမှာသလိုရှိဆရာဆရာမတွေကတတိယချလေးလေ့ကျင့်ပြီးတင်ကြားပေးတယ်ဒါပေမဲ့လည်းအများစုမှာတော့တိမတာ ဟိုစာကြက်ရတယ်ကြက်ပြီး memorize ပေါ့နော်ကျွန်တော်ဒီအလွတ်ကြက်တယ်အလွတ်ကြက်ပြီးတော့ကျွန်တော်ပြန်ဖြေရဗျာအဲ့လိုမျိုးစနစ်တွေလည်းကျွန်တော်ဒီရှင်းတန်ခဲ့ရတော့ဒီမှာကိုယ့်ရဲ့အတွေးခုတ်ပိုင်းကဟိုထင်တဲ့လောက်ကျွန်တော်မတိုးတက်နေပြီဗျာဆိုတော့ကျွန်တော်ဒီ GD တို့ INCSC တို့မှာသင်ကြားနေတဲ့ဒီဘာသာတချို့ဘာသာရဲ့ရည်ဆိုလို့ရှိရင်အတွေးခုတ်ပိုင်းကျွန်တော်တအားတွေးရတယ်ဗျာကိုယ့်အနေနဲ့ကိုယ့်ရဲ့အတွေးခုတ်လေးကိုပေါ့နော်ဘယ်လိုမျိုးပုံမှန်ထက်ကိုဘယ်လိုမျိုးတွေးခုတ်မလဲအဲ့အဲ့လိုမျိုးလေးကျွန်တော်တွေးခုတ်စီခြင်းနဲ့ဗျာဆိုတော့ကိုယ့်အနေနဲ့ဒါ GD ပြီးတာဖြစ် INCSC တခြားဘယ်လိုမျိုး diploma တွေပြီးတာဖြစ်ပါကိုယ့်ရဲ့เนาะအတွေးခုတ်ပိုင်းလေးကိုကျွန်တော်ဒါမြေ သင်သင်ရှင်ရပါတော့